ဒီယုံကြည်သူတယောက်ဖြစ်လာပြီဆိုရင်တော့အမြဲတမ်းတောင်ပေါ်မှာနေရတဲ့အသက်တာမဟုတ်ပါဘူးနော်ဂျိုင်ဝမ်ဆိုတဲ့အသက်တာကိုကြော်ဖြတ်တဲ့အတွက်ကြောင့်မလို့နှုတ်ကပကျန်းစာထဲမှာလဲပေမင်းရဲ့အရေးလွှမ်းမိုးသောဂျိုင်တဲ့ကိုရှောက်သွားရပေမဲ့လဲဘုရားသခင်အတူရှိတယ်ဆိုတဲ့အရာကိုဖော်ပြတဲ့နှုတ်ကပကျန်းစာတွေများစွာကိုကျွန်တော်တွေ့ရပါတယ်ကြောင့်ယုံကြည်သူတယောက်ရဲ့အသက်တာထဲမှာဂျိုင်ဝမ်ဆိုတဲ့ ဂျိုင်းတကားဆိုတဲ့အရာ valley gate ဆိုတဲ့အရာကိုလည်းရှိတယ်ဘုရားခင်ကြော်ဖြတ်ခိုင်းတယ်ဆိုတာကိုသိဖို့လိုပါတယ်ခရစ်တော်ကိုယ်တိုင်ကဂျိုင်းဝမ်းထဲကိုရှောက်ခဲ့တော်သူဖြစ်ပါဒီလောကကိုကြွလာတဲ့အခါမှာတောင်ပေါ်ကနေပြီးတော့တခါနဲ့သူကအကုန်လုံးကိုအလုပ်လုပ်သွားတဲ့သူမဟုတ်ပါဘူးတောင်ပေါ်ဆိုတဲ့အရာကတော့အောင်မြင်ခြင်းကိုပြောတာပေါ့စုံလင်ခြင်းကိုပြောတာပေါ့ဂျိုင်းဝမ်းဆိုတဲ့အရာကတော့ခက်ခဲခြင်းနေစုံစမ်းခြင်းနေကိုမဖြစ်ချင်တဲ့အရာတွေကိုကြော်ဖြတ်ရတယ် ဒီကျွန်တော်တို့ရဲ့အတ္တတာထဲမှာအင်တန်မဆိုးရွားတဲ့အခြေအနေတွေကိုကြော်ဖြတ်ရရင်လဲဘုရားသခင်ဒီတင့်ကိုဘယ်တော့မှမစွန့်ဘူးဆိုတာကိုသိစေချင်ပါတယ်။ဘာကြောင့်လဲဘုရားသခင်တင့်တက်တာကိုတိဆောက်တဲ့ခါမှာဂျိုင်ဝမ်ဆိုတဲ့အရာကိုတစ်ခါတည်းပြင်ဆင်ထားပြီးသားဖြစ်တယ်။ဂျိုင်တကားကပါပြီးသားပဲ။အဲကြောင့်မလို့ကိုဆွတ်တောင်းတဲ့အရာတိုင်းအကုန်ရမယ်လို့လည်းမထင်ပါနဲ့။အဲ့လိုပြောလို့ဘုရားသခင်ကအပြည့်မပေးတဲ့ဘုရားမဟုတ်ဘူးကျွန်တော်ပြောပြခြင်းနဲ့သင်ရဲ့ဆူတောင်းချက်ကိုဘုရားရှင်က၃မျိုးအပြည့်ပေးပါတယ် ပထမတစ်ခုကတော့ no ဖြစ်ပါတယ်။အဲ့ဒါလည်းဘုရားသခင်အပြည့်ပါပဲ။နောက်တစ်ခုကတော့ not yet စောင့်မအောင်တဲ့။ဒါလည်းအပြည့်ပါပဲ။နောက်ဆုံးတစ်ခုကတော့ yes ရပြီဆိုရရ။အဲ့ကျွန်တော်တို့ကြားချင်တာကြတော့ yes ပဲ။အဲ့ဘုရားသခင်အပြည့်ပေးလိုက်တာက no အဲ့ကျွန်တော်မကြိုက်တော့ဘူး။အဲ့တော့ဘုရားသခင်အမြဲတမ်းဆုတောင်းခြင်းကိုအပြည့်ပေးတဲ့ဘုရားဖြစ်တယ် hallelujah ။ ဆူတောင်းချက်အဖြေမရရင်လည်းစိတ်မပြတ်ပါနဲ့ဘုရားသခင်အဖြေပေးနေစေဖြစ်ပါလေ hallelujah အဲ့ဒါကတော့ no not yet ဆောင်းမအောင်အချိန်မတန်သေးဘူးဆိုတော့အဖြေလည်းဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဂျိုင်ဝမ်ဆိုတဲ့အချိန်ကာလကိုဖြတ်တန်းရတဲ့အချိန်မှာ ဖျားသခင်ရဲ့စကားတန်ကိုမကြားရဘူးလို့သင်ထင်ရင်တောင်မှတတိယပါဖျားသခင်ငါနဲ့အတူရှိတယ်ငါ့ကိုဘယ်တော့မှမစွန့်ဘူးငါ့ကိုဘယ်တော့မှပြစ်မထားဘူးထို့ဘုရားငါ့ကိုခြိယူတဲ့ဖျားဖြစ်တယ်၊ကွယ်ကာတဲ့ဖျားဖြစ်တယ်ဟာလေလုယာသစ္စာရှိသောဖျားဖြစ်တယ်ဘယ်တော့မှဖျားပေါ်မတန်တရားမရှိပါနဲ့ဘလောက်ပဲခက်ခဲပါစေအာမင်ခါရီကျွန်တော်တို့ဖျားသခင်အလုတ်လုတ်တာကျွန်တော်တို့ရခံစားချက်တွေနဲ့သူကအလုံးမလုံးဘူးသူ့နီးလန်းနဲ့ပဲသူလုတ်လုတ်တယ်ချို့ရတွေကကျွန်တော်တို့ခံစားချက်နဲ့တိတ်မကိုက်အဲ့တော့တိတ်ပြီးတော့ဖျားရှိခိုးရတာအရသာမရှိတော့ဘူး လက်လက်သိမမြောက်ချင်သခြင်းလည်းမစိုးချင်တော့ဘူးဒါပေမဲ့အဲ့လိုအချိန်မှာပင်လင်ဖခင်ကတင့်ကိုချစ်နေတော့မယ်ဟာလေလုယာဒါကြောင့်ထိုဖခင်ကိုတန်တရားမရှိဘဲနဲ့ဖခင်နောက်ကိုလိုက်ဖို့အရောက်စီတိုင်းဒီနေ့မိမိအသက်တာထဲမှာဂျိုင်းတကားတွေကိုလည်းတိဆောက်တတ်ဖို့လိုတယ်ဆိုတာသိစေချင်တယ်။ဘာကြောင့်လဲတခါတည်းမှာအဲ့လိုခက်ခဲရာကာလထဲမှာယန္တုကဝင်လာတတ်တယ်။ဒါကြောင့်မလို့ခက်ခဲရာကာလထဲမှာခိုင်ခန့်စွာမိမိအသက်တာကိုတိဆောက်ဖို့ရန်ဂျိုင်းတကားဆိုတဲ့အရာကိုလည်း ်ပြန်လဲပြုတ်ပြင်ဖို့ယံဘုရားရှင်လိုရှိတယ်အာမင်အာမင်